ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့ကုလဆိုးရဲ့ရေးသားတဲ့ကဘာစကြီးဖြစ်တော်မီလို့လို့ရောင်ရမ်းမိတန်းနေချိန်မှာအကျံပတ်စေုပ်စုက သူ့လို့သူအလုံးမပြတ်တော်လိုင်းကိုအပြော့သွားစီရန်စစ်လော်ဘီများက ကဘာစကြီးဖြစ်တော်မယ်လို့သွေးထိုးလှုံ့ဆော်ပေးနေချိန်မှာတစ်ဖက်ကအကျံပတ်စေုပ်စုကတရုတ်လုံခြုံရေးတပ်ဖွဲ့များ နိုင်ငံ내ခေါ်သွင်းရန်မှသည်ရွေးကောက်ပွဲမှာ၎င်းတို့အကွက်ချထားတဲ့ရဟလံများတတွင်မတိန်ဖြစ်လာစေရန်အထိအကောင့်ထဲပေါ်လာနေကြပြီဖြစ်ပါတယ်အကြံဘတ်စီအိုစုခံပြည်ထောင်စုဝန်ကြီးဘူချုပ်ထွန်းထွန်းနောင်မှတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံတွင်ခြေချနိုင်ရေးကိုကြီးကြပ်ရေးကော်မတီအစည်းအဝေးကိုနေပြည်တော်ရှိရဲချုပ်ရုံးမှစတင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ် တရုတ်လုံခြုံရေးတပ်ဖွဲ့များဟာနိုင်ငံလုံခြုံရေးဥပဒေစိုးမိုးရေးညီဦး PPA ရေးတို့အတွက်လိုအပ်တယ်လို့၎င်းတို့ဘာလို့လို့ထောက်ခံကြရမယ်လူများကို အရှက်မရှိ ပြောလာခဲ့ပါတယ်မင်းအွန်လိုင်းရဲ့အာနာတိမ့်မှုဟာတိုင်းပြည်ရာမိသည့်အခြေအထိဆက်ရောက်သွားစေခဲ့သည့်ဆိုသည်ကငင်းမရအောင်ထုတ်ပြလိုက်တဲ့တက်တွေဖြစ်လာခဲ့ပါတယ်။၎င်းတို့အာဂိုတကြီးနဲ့ခွင့်ပြုလိုက်ရတဲ့အဆိုပါ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကို ကြီးကြပ်ပေးရမည်ဆိုတဲ့စကားကလည်းထမင်းစားကြီးသူတိုင်းရဲ့အုံနောက်ကိုလှောင်ပြောင်လိုက်ခြင်းလည်းဖြစ်ပါတယ်။တရုတ်ဟာရှမ်းမြောက်ဒေသမှာ၎င်းတို့ရဲ့လက်အောက်ခံကိုကန့်တက်များကိုလားရှိုးထိဆေလွတ်ခဲ့ပြီးနောက်ဝန်ရီယာ2024ဩဂုတ်မှာနေပြည်တော်သို့ပထမဦးဆုံးအကြိမ်တရားဝင်ခရီးစဉ်ဖြစ်ပေါက်ချလာပြီး၎င်းတို့လုံခြုံရေးတပ်များဝင်ရောက်ခွင့် ြုတ်ရန်အထိချင်းချောက်အကြက်ကိုင်းလာခဲ့ရာကစတင်လာခဲ့ခြင်းဖြစ်ပါတယ်။ဤသို့ဖြင့်ထွက်ပေါ်လာတဲ့ပုဂ္ဂလိကလုံကြုံကြီးကုမ္ပဏီအဥပရေဖြင့်စိတ်ချရလောက်တဲ့အခြေအနေရောက်လာခြင်းမှာတော့ကိုကန်တက်များလာရှုမှ ပြန်ဆုတ်ခိုင်းခဲ့ပြီးယခုအခါတီဘောကိုပင် ပြန်ပေးရန်အထိစီစဉ်နေပါတယ်။ဘရီရှားကိုလိုနီဘဝမှလွတ်မြောက်ရန်အသက်သွေးချွေးပေါင်းများစွာရင်ပြီး တိုက်ယူခဲ့ရတဲ့တိုင်းပြည်ရဲ့အချုပ်ချာအာဏာတီးက၎င်းတို့အာဏာတီးမြဲရေးတာဗရဏဆိုသောအကျန်းဖတ်စစ်အုပ်စုလက်ထက်မှာစတင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။နောက်ပိုင်းမှာတရုတ်သားမကမြောက်ကိုရီးယားရုရှားတို့ကိုပါခေါ်သွင်းလာကြအောင်မှဖြစ်ပါတယ်။ ကဘာကြီးရဲ့အချင်းတွေက ပြောင်းလဲလာနေပြီးအလုံးကလည်းနှစ်ပေါင်း60ကျော်ချီကျလာပြီးဖြစ်တဲ့ကဘာလုံးကြုံကြီးငင်းချမ်းကြီးစနစ်ကြီးကိုအေးမထားတော့ကလုတ်ကျင်ဟာကိုမျက်နှာပြောင်တိုက်ခါလုံနေကြပြီဖြစ်ပါတယ်။မင်းအောင်လိုင်ကလည်း၎င်းရဲ့အာနာတီမြဲရေအားထုံများနဲ့စိတ်မချနိုင်တဲ့အလားရွေးကောက်ပွဲက၎င်းဖြစ်စီခြင်းဒီမှဒဇက်ကလေးများအတင်းဆောင် မခံရလျောက်အီလက်ထရောနစ်မဲပေးစနစ်ကျင့်သုံးလာခဲ့ပါတယ်။ အစူပါမဲပေးစနစ်ဒီကရှင်းလင်းလှပါတယ်မဲကိုပင်ရေတွက် နေစရာမလိုမိတို့သောရလက်ပင်ထွက်ပေါ်စေကမူ၎င်းတို့လိုသလိုတမဟုတ်ချင်းပြောင်းလဲပြည့်ရရပါတယ်ထိုစနစ်ဟာ wifi internet bluetooth မလို operating system ၎င်းတို့ရဲ့ micro controller ဖြင့်ထိမ့်ချုပ်နိုင်ပြီးတော့ simple and secure လို့ပင်ကြွေးကြော်နေပြီဖြစ်ပါတယ်၎င်းတို့အတွက်ခင်မီ တိုးတက်သောနောက်နိုင်ငံများ အာရှနိုင်ငံများပင်ယခုထိမဲပုံးမှာမဲလာထက်ရတဲ့စနစ်ပင်ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။ထို့များနဲ့အာမရသည်ပဲမဲယုံများကိုကြီးကျယ်ရန်မဲပိဇက်များကိုကင်တွယ်ရန်၎င်းတို့လက်ရွေးစဉ်ရွေးချယ်ထားသူများကိုလေ့ကျင့်ပေးရန်ပင်မဲအောင်လိုင်းဖြစ်စေခြင်းနဲ့ရွေးကောက်ပွဲကိုတာဝန်ယူကပြအတုံးတော်ခံရမဲ့ရွေးကော်ကညွှန်ကြားလာပြီးဖြစ်ပါတယ်။ ယခင်ပြတန်းထားတဲ့ရွေးကောက်ပွဲဆက်ကော်မရှင်ဥက္ကဋ္ဌဖြစ်တတိပုဂ္ဂလရယမီရဖ3ဦးဖြစ်ရမယ်လက်ထောက်များဖြစ်ပညာရှင်အဆင့်ရှိသူ2ဦးပါဝင်ရမယ်ဆိုသည်တို့ဟာပယ်ဖြတ်လိုက်ပြီးဖြစ်လို့ယခုကမင်းအွန်လိုင်းအလူကျလုတ်ပေးမဲ့နိုင်ငံဝန်တန်းစစ်ထွက်မိသူမဆူခန့်လို့ရသွားပြီဖြစ်ပါတယ် 七月、啊，身体较高部位、啊、老年人耳、脑、牙、颈、皮、小处嘛，老化、痛、抽、困、牙大皮、皮白了。多多边身来边那段，一看一看那边腰肢美丽的较高部位下，薄圆边酥软大皮皮白了。 ပီကျင်းကလည်းတေချာပေါက်အနိုင်ရမယ်လို့ယုံကြည်ထားတဲ့ USDB ပါတီခေါင်းဆောင်ခင်ရီနဲ့အရန်ဖြစ်ထားတဲ့တတ်တတ်ခိုင်တို့အား၎င်းတို့မူဝါဒအတိုင်းကပြအတုံးတော်ခံရီတေချာစီရန်တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားသည်ဆိုကပီကျင်းတို့စင့်ခေါ်လိုက်ပြီးဖြစ်လို့ထွက်ခွာသွားပြီးဖြစ်ပြီးတော့ပီကင်းပြန်ခင်ရီပီကင်းပြန်တတ်တတ်ခိုင်တို့ဖြစ်လာပြီးတော့မှာပါပြည်သူတို့ရဲ့ခုခံ တွန်းလန်စစ်မုတ်ချအောင်ရမယ်